မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကျန်းဖို့ပါတီမှရွှေကောက်ပွဲဝင်ပြိုင်ကြမည်စစ်ဗိုလ်ချုပ်ဟောင်းများကိုပိုင်းလုံးကျုံ၏အဖွဲ့များဖွဲ့စည်းထားဆိုတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ် ကျန်းဖို့ပါတီမှတစ်ဆင့်ရွေးကောက်ပွဲဝင်ပြန်ကြမည်စစ်ဗိုလ်ချုပ်ဟောင်းများကကိုပိုင်းလုံးချုပ်ရေးအဖွဲ့များကိုဖွဲ့စည်းထားကြောင်းတန်ခိုင်ရေးပါတီတရင်ရှင်မြက်ကပြောဆိုပါရယ်မင်းအောင်လိုင်းဤစိတ်ခိုင်ချက်အရာစစ်ကော်မရှင်မှစစ်ရရှိခြင်းများဖြစ်ကြသည့်အောင်လင်းတွေမြောက်ထုံးဦးဝင်းကြီးတန်အောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံမြင့်တန် ODS 66ဒုဗိုလ်ချုပ်ကြီးဟောင်းတေစာကျော် DS 28ဒုဗိုလ်ချုပ်ကြီးဟောင်းတပ်ပုံ DS 29ဒုဗိုလ်ချုပ်ကြီးဟောင်းဖုံမြတ် ODS 83ဒုဗိုလ်ချုပ်ကြီးဟောင်းလင်းအောင် DS 26ဒုဗိုလ်ချုပ်ကြီးအောင်စိုးတင်နိုင် DSC 38တို့ကပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နှင့်ပြည်내တိုင်းလွတ်တော်တို့မှကျန်းဖို့ပါတီကိုစားပြုဝင်ရောက်ရှင်ပြိုင်သွားမည်ဖြစ်ကြောင်းအဆိုပါဗိုလ်ချုပ်ကြီးများနှင့်စစ်ဗိုလ်ချုပ်များမှကျန်းဖို့ပါတီမှတဆင်ရွေးကောက်ပွဲဝင်ရမှာကိုပိုင်းလုံးချုပ်ရေးဖွဲ့များကိုဖွဲ့စည်းထားကြောင်းသိရပါသည်။စေယုံကလာတဲ့ဗိုလ်ချုပ်ကြီးတွေကကိုရဲအရာရှိကစလို့ရင်မောင်းရုံးဖွဲ့လုံးချုပ်ရေးအကုန်လုံးသူတို့ကိုပိုင်းအဖွဲ့နဲ့ပဲလာပါတယ်။အခုတော့မင်းဆွေစေယုံမှုတွေမစသေးဘူးတို့ပင်မဲ့သူတို့ကိုပိုင်းလုံးချုပ်ရေးဖွဲ့တွေဖွဲ့ ေးထားပြီးအဲ့ဒီအဖွဲ့တွေကနယ်မြေကိုပဏာမကွင်းဆင်းနေကြပြီးပါတီဘက် ကလုပ်ပေးတဲ့လုံခြုံရေးအဖွဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးနဲ့လုံခြုံရေးအဖွဲ့ကလုပ်ပေးမဲ့လုံခြုံရေးပြင်တဦးချင်းစီမှာလည်းကိုပိုင်းလုံခြုံရေးအဖွဲ့တွေတည်တံ့ဖွဲ့စည်းလှုပ်ဆောင်နေကြပါတယ်ပါတီကနေကိုစားပြုပြိုင်နေဆိုပေမဲ့အစစအရာရာသူတို့ဟာသူတို့စီမံလာကြတာဇေယိကအစပါတီဘက်ကပေးစရာမလိုဘူးဟုကြန့်ခိုင်ရေးပါတီတရင်ရှင်မြက်ကဆိုပါတယ် လက်ရှိဗိုလ်ချုပ်ကြီးဟောင်းများရှင်ပြိုင်မြေမဲဆန္ဒနယ်များထွက်ပေါ်လျက်ရှိရာအောင်လင်းတွေကနေပြည်တော်အမျိုးသားလွတ်တော်မဲဆန္ဒနယ်ပြည်အတွင်း၎င်းမြို့စောကကိုကိုချုံပြည်သူလွတ်တော်မဲဆန္ဒနယ်မှ၎င်းမြထုံကပြည်ဦးနယ်မြို့နယ်ပြည်သူလွတ်တော်မဲဆန္ဒနယ်မှ၎င်းရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါသည် ဒုတိယဗိုလ်ချုပ်ကြီးအောင်တပ်ဘုံကစကိုင်းမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးတက်နိုင်ကမကွေးမြို့နယ်မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်ကံမြင့်တန်းကမအူပင်မြို့နယ်မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်မျိုးသိန်းစောကပေါက်ခေါမြို့နယ်မဲဆန္ဒနယ်တွေကဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ကျန်းပိုပါတီဥက္ကဋ္ဌခင်ကဇေယသီရီမြို့နယ်အငိမ့်စားဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကဥတ္တရသီရီမြို့နယ်မင်းကဲမောင်မြင့်ကစပူသီရီမြို့နယ်မဲဆန္ဒနဲ့အငိမ့်စားဗိုလ်ချုပ်ကြီးမြတ်ဟင်းကဒက္ခိနသီရီမြို့နယ်ပေါပသီရီမြို့နယ် တွင်ဘူးလက်လာဆွေဗိုလ်ချုပ်ဟောင်းမမောင်အောင်ကတက်ကုန်းမြို့နယ်မဲဆန္ဒနယ်တို့မှအသီးသီးရှင်ပြိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။နောက်ထပ်တင်ဆက်ပေးမယ့်တရင်အကြောင်းကတော့လုံးချုံရင်းနဲ့အုတ်ချုံရင်းမြင်းရှိသူဒုတာဝန်ရေတုံပါစောင့်ထင်းသူများကိုလွတ်တော်ကိုယ်စားလှယ်များဖြင့်မဲပြွေးချေချရေးမင်းအောင်လိုက်ကလိုက်လံစည်းရုံးရေးဆင်းနေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ အတန်းဖက်မင်းအောင်လိုက်ကယခုလာမေဒီဇင်ဘာ28ရက်နေ့ကျင်းပမယ့်ရွေးကောက်ပွဲများတွင် လုံခြုံရေးနှင့်အုပ်ချုပ်ရေးအမြင့်ရှိသူဒေါက်တာဝန်ရေတုံမှစောင့်ထိန်သူများကိုလွှတ်တော်ကိုယ်စားလှယ်များအဖြစ်မဲပေးရွေးချယ်ကြရေးလိုက်လံစည်းရုံးလျက်ရှိပါသည်ယမန်နေ့အောက်တိုဘာ19ရက်ပသိမ်မြို့တွင်ယမီရဖဆိုသူများနှင့်တွေ့ဆုံရာတွင်အတန်းဖက်မင်းအောင်လိုက်ကထို့သို့လိုက်လံစည်းရုံးနေခြင်းဖြစ်ပါသည်အတန်းဖက်မင်းအောင်လိုက်ကပြည်သူများအနေဖြင့်ရွေးကောက်ပွဲမဲပေးရာမှကိုယ်စားလှယ်များသည့်ဒေါက်တာဝန်ရေတုံပါကိုလေးထားစောင့်ထိန်သူနိုင်ငံရေးအမြင့် ုံးချုပ်ရေးအမြင်စီးပွားရေးအမြင်နဲ့အုပ်ချုပ်ရေးအမြင်များရှိသူများဖြစ်ရန်လိုအပ်ပြီးအမှန်တကယ်တိုင်းပြည်နဲ့ဒေသအချို့အတွက်ဆောင်ရွက်နိုင်သည့်သူများဖြစ်ရန်လိုကြောင်းမေအောင်လိုင်ကဆိုပါတယ် ထို့ပြင်အကြောင်းမျိုးမျိုးကြောင့်ရွေးကောက်ပွဲမကျင်းပနိုင်သောမြို့နယ်များတွင်ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးသွားမည်ဖြစ်ကြောင်းရွေးကောက်ပွဲကိုမဲမတမမှုမပြုလုပ်နိုင်ရန်အီလက်ထရောနစ်မဲပေးဆက်ဖြင့်မဲပေးနိုင်ရန်ပြင်ဆင်ထားကြောင်းမဲအောင်လိုင်ကဆိုပါရယ်စစ်တပ်ကပြုလုပ်မည်ရွေးကောက်ပွဲမှာနိုင်ငံအတွက်အရေးကြီးသဖြင့်ရွေးကောက်ပွဲအောင်မြင်စေရန်အားလုံးပူးပေါင်းဆောင်ရွက်ပေးကြစဉ်လိုကြောင်းမဲအောင်လိုင်ကလိုက်လံစည်းရုံးလျက်ရှိကြောင်းသိရှိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့တနိုင်ငံလုံးမှာ73စီအကြောင်းဆိုင်များတွင်73စီနဲ့ရောင်းချမှုများကိုစစ်တပ်ကအချိန်နဲ့တပြေးညီစစ်ဆေးနိုင်ရန်တင်းရာချီကုန်ကြမည် Real Time Online Monitoring စနစ် CCTV များအတင်းအဓမ္မတက်ဆင်ခိုင်းနေတပိုင်းတနိုင်စီဆိုင်များဒုက္ခတွေ့နေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာတနိုင်ငံလုံးမှာ73စီရောင်းဆိုင်များတွင်73စီနဲ့ရောင်းချမှုချိန်နှင်းများကိုစစ်တပ်ကအချိန်နဲ့တပြေးညီစစ်ဆေးနိုင်ရန်တင်းရာချီကုန်ကြမည် Real Time Online Monitoring စနစ် င်းနဲ့ CCTV များအတင်းအဓမ္မတက်ဆိုင်ခိုင်းနေကြောင်း73စီရောင်းဆိုင်ပိုင်ရှင်များကပြောဆိုပါရယ်နိုင်ငံတော်73စီရောင်းဆိုင်များအားလုံးတွင်73စီရောင်းဝယ်နေလက်ကျန်စီအခြေအနေများကိုစစ်ဆေးနိုင်ရန်အတွက် Real Time Online Monitoring Center နဲ့ CCTV များကိုစစ်တပ်ကလာမယ့်ဒီဇင်ဘာ31ရက်နေ့နောက်ဆုံးထား၍တက်ဆိုင်ခိုင်းနေကြောင်းထို့သို့တက်ဆိုင်ခိုင်းခြင်းမှာစစ်တပ်ကနိုင်ငံသားငွေထုတ်ပေးနေရသော73စီတင်သွင်းမှုများအတွက်နောက်ဆုံးသုံးဆွဲသူအန်ယူဆများထံသို့ရောက်ရှိမှုရှိမရှိနှင့် supply chain ဖြစ်စီမှုကွင်းဆက်တစ်ခုလုံးကိုစစ်တပ်ကစစ်ဆေးနိုင်ရန်ဖြစ်ကြောင်းသိရပါတယ်။စီးဆိုင်အကြီးတွေကတော့ကုမ္ပဏီကြီးတွေဆိုတော့ Real Time Online Monitor monitoring စနစ် CCTV တွေကိုတပ်ဆင်နိုင်တာပေါ့တင်းရထောင်ချီကုန်ကြမဲ့စနစ်တွေကိုတပ်ဆင်ခိုင်းပြီးအဲ့ဒါတွေမတက်ရင်စီခွဲတန်းထပ်မပေးတော့ဘူးတနိုင်ငံလုံးကတပိုင်းတနိုင်ဆိုင်လေးတွေကိုစစ်တပ်နဲ့စွန့်ဝင်ကြီးဌာနရင်းနှံယုံချုပ်ကဒုက္ခပေးပြန်တာပေါ့နေပညာကုမ္ပဏီတွေနဲ့ရင်းနှံယုံကညွန့်ချုပ်ပေါင်းတွေ ညွန်ချုပ်ပေါင်းတွေလှူစားကြတာပေါ့ဟု73စီအယောင်ဆိုင်ပန်ရှင်တို့ကရှင်းပြပါရယ်တို့ပြင် CCTV များကိုတက်ဆင်ထားရတွင်အမြဲတမ်းအတိတ်ဖြစ်နေရန်73စီဖြန့်ဖြူးမှုအခြေအနေနဲ့လုံခြုံရေးကိစ္စရပ်များရင်းအဝင်ထွက်များကိုစစ်တပ်ကကြိရှိစစ်ဆေးနိုင်ရေးလှူဆောင်ထားရန် CCTV record များကို3လအထိပြန်လည်စစ်ဆေးခံနိုင်ရေးလိုအပ်သလိုကြိုတင်စီမံထားရန်ဆိုသောညွှန်ကြားထားပြီးညွှန်ကြားချက်မလိုက်နိုင်ရင်3လတိတိစီခွဲတဲ့မပေးဘဲရက်ဆိုင်မည်ဖြစ်ကြောင်းသိရပါရယ် အကျန်းဖက်စစ်တပ်ကရင်းကဲ့သို့စီဆိုင်များပေါ်လက်ဝက်ကြီးအုံနှင့်ချုပ်ကင်ချဲလဲလာခြင်းမှအဓိကအဖြစ်73စီခရိုနီကုမ္ပဏီချင်းများကြောင့်ဖြစ်ပြီးဒေါ်လာရေးဒေတာများသို့73စီများမရောက်ရှိစေရေးထိန်းချုပ်ရန်ဖြစ်ကြောင်းသိရှိရပါသည်။စီဆိုင်ငယ်လေးတွေမရက်တည်နိုင်မဲခရိုနီကုမ္ပဏီတွေစီကိုဆိုင်တွေပြန်ရောင်းအောင် မော်နိုပိုလီနေတိုင်းလုံနေတာပါသူတို့ပြောတဲ့စနစ်တွေတက်ခိုင်းပြီးဘသူမှ real time ကိုအချိန်ပြည့်ထိုင်မကြည့်နိုင်ပါဘူး real time စနစ်ကကုန်ကျစရိတ်3800နဲ့3000ရှိပါတယ် CCTV စနစ်ကတက်ရင်တဆိုင်ကိုအခုစေ3900ကုန်ပါတယ်နောက်ရည်ရွယ်ချက်ကတော့ဒေါ်လာရေးအဖွဲ့တွေစိုးမိုးတဲ့ data တွေကို73စီတွေမရောက်အောင်ထိန်းချုပ်ချင်တာလည်းပါတယ်ဟု73စီဆိုင်ပိုင်ရှင်ကဆက်လက်ရှင်းပြပါတယ်လက်ရှိတွင်စစ်တပ်က73စီတင်သွင်းရန်လိုအပ်သောနိုင်ငံခြားငွေများကိုအထူးစင်းနှုန်းဖြင့်ကုန်တယ်များနဲ့73 ဈေးကုမ္ပဏီများထံသို့ရောက်ချပေးနေပြီးဆက်သုံးစီစဉ်နှုန်းကိုလည်းစစ်တပ်ကထိန်းချုပ်ထားကြောင်းသိရှိရပါသည်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်အတွင်းအယောင်ရှိစစ်သည်နဲ့မိသားစုဝင်များရွေးကောက်ပွဲတွင်ဆန္ဒမဲပေးကြရတဲ့ရွေးကောက်ပွဲအောင်မြင်ရေးပူးပေါင်းဆောင်ရွက်ရဲ့မင်းအောင်လှိုင်ဖီအားပေးညွှန်ကြားဆိုတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ အကျန်းဖက်စစ်တပ်တွင်ရှိအရာရှိစစ်သည်နှင့်မိသားစုဝင်များရွေးကောက်ပွဲတွင်ဆန္ဒမဲ့ပေးရန်မင်းအောင်လိုင်က PRP အမိန့်ပေးညွှန်ကြားလျက်ရှိကြောင်းသိရပါသည်။ယမန်နေ့အောက်တိုဘာ18ရက်နေ့ကိုကိုကျွန်းတက်နယ်သို့ရောက်ရှိခဲ့သောအကျန်းဖက်မင်းအောင်လိုင်ကစစ်သည်အရာရှိများနှင့်တွေ့ဆုံစဉ်ထို့သို့ရွေးကောက်ပွဲတွင်စစ်တပ်နှင့်သက်ဆိုင်သူများဆန္ဒမဲ့ပေးကြရန် PRP အမိန့်ပေးလာခြင်းဖြစ်ပါသည်။ကိုကိုကျွန်းတက်နယ်မှမင်းအောင်လိုင်ကမကြမီချိန်တွင်ရွေးကောက်ပွဲကျင်းပမည်ဖြစ်၍ဆန္ဒမဲ့ပေးရာတွင်မိမိတို့ဒေသနှင့်နိုင်ငံအချို့ကိုအမန်တကယ်လိုက် နာဆောင်ထိန်သည်တို့ဒုတာဝန်ရေးသုံးပါးကိုလိုက်နာဆောင်ထိန်သည်တို့နိုင်ငံရေးစီးပွားရေးကာကွယ်ရေးအမြင့်ရှိသူကိုရွေးချယ်ရန်လိုအပ်ကြောင်းမေအောင်လိုက်ကဆိုပါတယ်။ တက်ချဲမှာတော့ဘသူကိုမဲပေးပါဆိုပြီးညွှန်ကြားချက်တရားဝင်တော့မထွက်လာသေးပါဘူးဒါပေမဲ့2020တုန်းကမဲပေးရမယ့်ရက်မတိုင်ခင်တရက်မှာပြည်ခိုင်ဖြိုးကိုမဲပေးရမယ်ဆိုပြီးအမိန့်ထွက်ပါတယ်အခုလဲတက်ချုပ်ရဲ့စကားအရဒုတောင်ဝရေးသုံးပါကိုစောင့်ထိမ့်မဲ့သူနိုင်ငံရေးကာကွယ်အမြင့်ရှိသူဆိုတာကတက်မတော်ကအငိမ့်စားစစ်ဘိုလ်ချုပ်တွေကိုရှင်ညောနေတာပါပြည်ခိုင်ဖြိုးကလာမယ့်တက်မတော်အရာရှိဟောင်းတွေကိုပဲမဲပေးလို့ပြောနေတာပါပဲရွေးကောက်ပွဲအနည်းငယ်ရောက်ရင်တော့ဘသူကိုမဲပေးပါဆိုတာတရားဝင်ညွှန် ြားချက်ထွက်မယ်ထင်တယ်ဟုစစ်ဘက်သတင်းရှင်မြစ်ကပြောဆိုပါရယ်ထို့ပြင်မင်းအောင်လိုင်ကရွေးကောက်ပွဲအောင်မြင်ရေးအတွက်စစ်တပ်အတွင်မှရှိတဲ့အယောင်ရှိစစ်သည်နဲ့မိသားစုဝင်များအားလုံးပူပေါင်းဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းကိုကိုကျွန်းတက်နယ်တွဲဆောင်ပွဲမှာညွှန်ကြားချက်ပေးထားကြောင်းသိရှိရပါရယ်